ဗုဒ္ဓဘုပြန်ခေါ်ပြီးပါကပိလဘောကနေပြန်လာခဲ့တယ်။ဆယ်နှစ်လုံးစ조사ရှာဖွေမှုဟာအတ္တဟိအတ္တနောနာထောမှာစုံနေ။မိတော်သည်ချော်ရီစုပတ်မှုဟာနကပတ်တောင်အမိရတယ်။နွားလူတွေမြေထဲတောလောင်းနေတာရှင်ဖွဲ့ကြီးကိုရှစ်ခိုးနေတာမြင်ရတာရှက်လိုက်တာ။ တန်အိမ်တွေကမွေတွေရေကန်တွေကငါးတွေပြီးတော့ခြံခတ်ထားတဲ့ရုံသမင်တွေကြိုးချီထားတဲ့မြောက်တွေဒီနေ့ခေတ်ဖះကြောင်းခံဟာမွေးမြူရေးခြံနေတူတယ်300ဒီစပွန်ထဲမှာအလူကန်တွေခြေချင်းလိမ့်နေတယ်ဗုဒ္ဓကိုကန်ထရိုက်ဆွဲတာဒီနေ့ခေတ်မှာရှိတယ် ဗုဒ္ဓဟာထုတ်ကုန်မဟုတ်ဘူးတိတ်ဆိတ်ငြိမ်သက်ခြင်းကိုဗုဒ္ဓဟာနှစ်သက်တယ်တန်ဆောင်တီးဝိုင်းတွေအဆိုတော်တွေနဲ့လာပြီလာခွေမှာဂောဘကဟာဗုဒ္ဓကိုငွေရှာခိုင်းနေရှက်တရင်သိလို့ရတယ်ဖျားရင်ပြင်ဟာ ကာပါကင်ဖြစ်လာတယ်เจ้าติงกั้นฮา တဲခိုခံဖြစ်လာတယ်။မင်္ဂလာမန္တဟာကျောင်းဝင်းထဲမှာရှိတယ်။တာဝကတွေဟာမကင်၈ပါးထက်ဒေါ်လာဘက်ကိုမြတ်တာမူလာတယ်။ဘုရားရဲ့တစ္ဆာ၄ပါးကိုလေဒီမဟာစီမိုးကုတ်ခွေရင်ရန်တက်ပွေနဲ့ရှားကြတယ်။ဓမ္မဟာဓမ္မဖြစ်လာတယ်။ ဝမ်းစာကနေစပြီးအာနာအဆုံးအထိတာသနာကိုခုထုံလုပ်ကြတယ်။ကိုကိုကိုတွေ့ရှိခြင်းဟာဗုဒ္ဓကိုဂျေဇုဆက်ခြင်းပဲ။အဆုံးအမလိုက်နာမှုဒါတာသနာပြုတာပဲ။မထူးပါဘူး။ပြည့်နေတဲ့အထဲကပဲရသလောက်ပြင်းဗုဒ္ဓစီကိုတလန်ချင်းရွှေ့ကြတာပေါ့။ more net bill.